တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုံကိုပဲဖြစ်စေတွေးလိုက်တာနဲ့ခင်မြင်သွားတဲ့ပုံကိုမျိုးလည်းရှိတယ်။ဟောဒါအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးတခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့တွေ့ချင်းအဲ့ဒီပုံကိုခင်သွားတယ်စိတ်ကဟောကိုယ့်ကိုစဉ်းစားကြည့်ကိုယ်ကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်လူတကာနှုတ်ခမ်းစုနေတော့ဖြစ်မှာမဟုတ်ဘူးပေါ့အဲတချို့ကြတော့ရှင် သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်ခြံတဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မတိစိတ်ကဆိုအပ်ဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမတိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းတယ်အဲလူမြင်တာနဲ့မုန်းအဲ့ဒါ အတိတ်ကတန်တရာကအမုန်းနေရလဲပါလာတတ်တယ်တန်တရာကမေတ္တာတွေကလဲပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနေဆိုတဲ့နေရာမှာပုပ်ပေဝတန်လေးဝဒေနပစ္စပန္နဟိတေနဝါဆိုတယ်ရသဗျာအကြောင်းတစ်ခုရှားပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်းခင်းမင်းမင်းနေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်းမင်းနေနော်ပစ္စပန္နဟိတ တူနဲ့တူကူညီမှုတယ်လက်ရှိဘဝမှာမေတ္တာတဝင်ခုခေတ်မှာအသိဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုံပေါ်မှာလေဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒီဝရပဲကြည်ဒီဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည်မရအောင်အလိုလိုမုန်းနေတာတန်တရာကအမုန်းလို့ခေါ်တယ် ်မြတ်စွာဘုရားကတော့ငကိုတဲ့အတုကိုတိခန့်နဲ့ခွင့်လွတ်တယ်တိခန့်ခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရကိုမုန်းနေဆိုစိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝုတ်ပေးထားတာပဲလေသူနှမတော်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝတက္ကသတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမြိုတဲ့အချိန်ကြမှာမြတ်စွာဘုရားကိုကြော့သွားပြီ ုံးနေခြေသွားအမျက်တော်ဖြေစွာအဲ့ဒီမှာပဲပေါ့နော်သူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုံးနေကုံဆုံးသွားတယ်တန်လျာကအမုံးဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုံးတဲ့လူမရှိအောင်တတိထားနေကြဖို့လိုတယ်ပေါ့မုံးတဲ့လူရှိစေနဲ့ရှိလို့ရှိရင်တန်လျာကအမုံးဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပေက္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော် မေတ္တာလိုက်သူလောက်တာတွေပေါ်မှာတောင်းတွင်းတွေလုံနေခက်တာကတန်ရောစင်ဆိုတာလူတွေကထင်းနေကြတာတဏဝဲတန်ရောစင်လို့ထင်းနေတာအမုန်းကလည်းတန်ရောစင်ပဲအမုန်းတန်ရောစင်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာကိုချစ်တဲ့လူပဲတတိယတယ်လို့ထင်တာပဲမုန်းတဲ့လူလည်းတတိယတာပဲအမုန်းနဲ့တတိယတာလေးတူကြတော့ တော့တကယ်ကတော့တန်ရောစင်က10မျိုးရှိတာဟိုအဲ့10မျိုးထဲမှာပဋိကတန်ရောစင်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစင်တခုဘယ်တန်ရောစင်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်ဘုသတိထားပြီးတော့ရှောင်ကျဉ်ရမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုင်ဆိုးဆိုတဲ့နေရာမှာအခုလို့တီးရတဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိရင်ဝါဒနာကိုမတားနဲ့လို့တော့မလုံးနဲ့တားတဲ့